မင်္ဂလာပါကျွန်တော်တော့ဆိုင်ငယ်နေပညာဆွေးဝင်စာတူများ page မှာခတ်မှုဆွေးဖြစ်ပါတယ်အဓိကဘာပြောချင်တာလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာကကျွန်တော်ဘာကြောင့်ဗီဒီယိုကြီးရိုက်တာဒီစာရေးတာဒီ online class တွေပေါ့နော်ဒါတွေလုပ်ဖြစ်နေခဲ့ဆိုတာရယ်ဟာအဲ့ဒီရည်ရွယ်ချက်ကလေးကိုသိသိချင်တာကြောင့်ပြောပြတာပါဒါမျိုးကျွန်တော်လောက်လာတာတော်တော်ကြာပြီပေါ့နော်နောက်လဲဇက်တိုက်တွေဒါတွေလောက်ဖို့ရှိတယ် ပို့ပြီးဒီထက်ပို့လောက်သွားဖို့တွေပဲရှိတယ်နော်။ဘာကြောင့်ဒါလေးလုတ်ဖြစ်နေလဲဆိုတာတို့မှာရွေချက်တွေတော့ရှိတယ်။အဲနံပါတ်၁ကတော့ဒါမဖြစ်မနေနော်အများတိုင်းပြောတဲ့ user တွေပါ။ user တွေတော့ဆိုင်ကဘိုးတုတာလေးတွေရအောင်ပါ။ဘာကြောင့် user တွေတော့ဆိုင်ကဘိုးတုတာရှိတင်လဲဆိုင်ကဘိုးတုတာတွေရအောင်လုတ်ပေးနေတယ်ဆိုလို့ရှိရင်တချို့ပြောကြတယ်ပေါ့နော်။ငါတို့ကတိုင်ငယ်စေးရုံမစီတထားဘာမှမသိဘူး။ပြန်ရင်ပြင်မယ်ဆိုင်ပုတ်မယ်ပေါ့နော်။အဲ့ဒါရလာဆိုရင်တော့ရတယ်။ပြန်ရင်ပြင် ိုပြန့်ပြင်မယ်ပေါ့နော်ပြင်နေတဲ့အခါဆိုင်မှုလိုက်တဲ့အဆင်ပြေသွားဒါပေမဲ့အဲ့လိုစီချင်းအပြင်တော့ဘာတွေကြုံရလဲဆိုရင်ကျွန်တော်တို့ဆိုင်ကိုရောက်လာတယ်ဆိုင်ကလေးပေါ့နော်အဲဆက်ပစ္စည်းတွေအများစုဟိုဘာတွေကြုံရလဲဆိုရင်ပြက်တင်လို့ပြက်ထားမျိုးအကြောင်းမဟုတ်ဘူးဗျာဟိုမှာမနော်2ကီလိုအရာဒိတ်အရာပြက်သွားတာမျိုးအကြောင်းမဟုတ်ဘဲနဲ့မပြက်တင်မဲနဲ့ပြက်ထားတယ်အများကြီးရှိတယ်မကုံသိမ့်မဲ့ကုံတာတွေရှိတယ်ဒါတော့နော်ရိုးရိုးဒီပြက်တဲ့အပိုင်းကိုပဲပြောတာပါဟိုမပြက်တင်မဲ့နဲ့ပြက်ထားတယ်ရေရှင်မခံတာတွေ ဒါရေကြောင့်မနော်မကုံတဲ့နာတွေကုံတယ်မဖြစ်တဲ့နာတွေဖြစ်တယ်ဒါတွေကတစ်ပိုင်းနောက်တစ်ခုကသွားရင်လာရင်ဒုက္ခရောက်တဲ့အပိုင်းတွေဟောပါတော့ဘိန်းစီးသွားရင်ပြက်တဲ့အပိုင်းတွေလည်းအများကြီးရှိတယ်အဲဒါပေမဲ့တချို့ကပြောကြတယ်အာအဲ့လိုလုပ်တော့ရမှာမဟုတ်ဘူးလားပေါ့နော်မှန်ပါတယ်မှန်ပါဆိုကျွန်တော်တို့ပြောနေတာတွေ100%တော့မကာကွယ်နိုင်ဘူးပေါ့နော်ဟာကျော်စားရေးတယ်လမ်းသွားရင်မပြောင်းဘူးလို့ဘယ်လိုလုပ်ရမလဲဆိုတာဒါတွေက100%တော့အဆင်ပြေမှာမဟုတ်ဘူးအဲဒါပေမဲ့ထိုက်တဲ့နေကာကွယ်လို့ရတဲ့အပိုင်းတွေအများကြီးရှိတယ်တခါလေလမ်းသွားရင်ပြက်တယ်ဆိုင်ကလေး ဆွဲလာတယ်အဲ့ဒီဟာတွေပြက်တဲ့ဟာတွေကဟိုသူ့မှန်သူပြက်တင်လို့ပြက်သွားတာမျိုးတွေရှိတယ်ကြုံရတယ်ပေါ့နော်တစ်ခါလေကျကိုကြိုတင်းပြီးစစ်ဆေးလို့ရတဲ့အပိုင်းတွေကြိုတင်းပြုတ်ပြင်ထိန်းသိမ်းလို့ရတဲ့အပိုင်းတွေပြက်ထားနေလို့ရှိတယ်အဲ့လိုအပိုင်းတွေဆိုတော့ကျွန်တော်တို့ပေါ့ဆမှုပေါ့နော်အဲကိုကသာပဲဆိုင်ကဘူးတူတာတွေဒါရှိမယ်ဆိုကြကာကွယ်လို့ရတဲ့ဟာတွေအများကြီးရှိတယ်ရေချေခံပြုပြင်ထိန်းသိမ်းလို့ရတဲ့အပိုင်းတွေအများကြီးရှိတယ်โอเคပါဒါအဲ user တွေအတွက်ပြောတာပါအဲနောက်တစ်ချက်ကတော့음ကျွန်တော်ကစာတွေရေးတယ် ပြီးတော့အတွေ့အကြုံတွေ sharing လုပ်တယ်ပေါ့နော်ကျွန်တော်ဂျုံခဲ့ရတဲ့ဟာ sharing လုပ်တယ် online class တွေလုပ်တယ်အဲ့ဒါတွေအဓိကရည်ရွယ်ချက်ကတချို့ကြပြန်ဟိုနှမျောတာပေါ့နော်ဘလို့နှမျောလဲဆိုတော့ခုရှိတယ်ဟိုဘာရှိတယ်ဆိုရင်တချို့ဟိုဆက်เสียရည်ပေါ့နော်တကယ်တော်တဲ့ဆက်เสียရည်အများကြီးရှိပါတယ်အဲတကယ်တော်ရယ်ဆိုတော့ပေါ့နော်ဥမာပေါ့ရိုးရိုးဗီဒီယိုမှာတကယ်စေတနာနဲ့ပါတယ်ကျွမ်းကျင်ကျင်လုပ်နေတဲ့ဆက်เสียရည်အဲတကယ်တော်တဲ့ဆရာတွေအများကြီးရှိတယ်ဒါပေမဲ့သူတို့မှလည်းစိုင်းတွေလက်ရှိမှာစိုင်းတွေလက်ဖွင့်ထားတယ် မိသားစုအခြေအနေတွေလက်ရှိတယ်ပြောမှဆိုအခြေအနေအကြောင်းအရာအခက်အခဲတွေအမျိုးမျိုးရှိတယ်အဲ့ဒီအနေထားရဲ့အကြောင်းပြောတော့ကဒီနောက်ပေါ့နော်ဒီ model မြင့်ဖြစ်လာတဲ့ EFI အတွက်ဟိုအပြင်တင်တဲ့နေတော့မတက်နိုင်ပါလေရှိတယ်အဲနောက်တစ်ခုကအချိန်မပေးနိုင်တာလည်းရှိတယ်အချိန်တွေရရကြောင်မတက်ဖြစ်သေးတာလည်းရှိတယ်ဒါ ਈ ကိုလည်းဒါ ਈ အကြောင်းလည်းအဓိကကျွန်တော်ဒီ EFI online class လုပ်ဖြစ်တာပေါ့နော်အဲကိုသိထားတာလည်း share ရင်းလုပ်တယ်အဲ့ဒါပြအရင် bright ဖြစ်တဲ့ညီကိုလေးဒီနေ့ဆိုရင်တော့ဒီ online class တက်ရုံနဲ့အများကြီးအဆင်ပြေတယ် ဟိုတော်တော်ကြီးကိုအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကတော့ online class တက်တယ်ဆိုပေမဲ့ကျွန်တော်ကဒီတင်တဲ့တက်တယ်ပြီးရင်ပြီးရောမဟုတ်ဘူးပေါ့နော်ဟိုတိကျင်တာတွေလည်းအချိန်မျိုးကျွန်တော်တို့ဖုန်းဆက်မေးလို့ရတယ် Messenger တွေကလည်းမေးလို့ရတယ် timing လို့ရတယ်အကူအညီတောင်းလို့ရတယ်အဲဒီတော့ဗျာအများကြီးအဆင်ပြေတယ်ဟိုဒီဆက်စရာဘူးနောက်ပေါ့နော်ရှိပြီးသားညီကိုတွေတော့ကဒီ online class တက်လိုက်မှဆိုရင်တော့မှအဲကျွန်တော် EFI နဲ့ပတ်သက်ပြီးအများကြီးသိသွားပြီတော်တော်ကြီးအဆင်ပြေသွားမှာပေါ့နော်တချို့ရင် bright ဖြစ်ရင်တချို့အပိုင်းတွေဆိုပြင်ထိုင်တဲ့လောက်ထိကိုအဆင်ပြေမယ် ဘာတွေကတတိထားမယ်တတိမထားဘူးတွေကစပြီးတော့ဘာတွေကအန်ဒီရရှိတယ်ဘလူတွေဆိုမလုပ်သင့်ဘူးဆိုတာစပြီးတော့အကုန်သိသွားမှာပေါ့နော်ဒါတော့ EFI online club ပေါ့အဓိက EFI online club လုတ်ဖြစ်တယ်ဆိုတာလည်းနှစ်မျိုးတာပေါ့နော်တကယ်ဟိုတော့တော့ဘူးဟိုညံနေဟွာဖြစ်လိုက်တာနေပေါ့နော်ညံနေမှီတယ်တကယ်ဆက်ဆရာတွေဖြစ်လိုက်တာနဲ့ဟိုအခြေအနေမျိုးမျိုးကြောင့်မတက်ပြစ်သေးတဲ့ညီကိုတွေအနေနဲ့လည်းအာ တက်ဖြစ်သွားအောင်ဒါ online class လုပ်ပေးတာပါဟိုကိုဒါတွေတက်ချင်းအပြင်ဟိုယူတတ်ရင်တော့ယူတတ်တော့ရပါဘောနော် online class ဆိုတာတော့ဒီလောက်ထိအဆင်ပြေနောက်တစ်ချက်ကကိုဟာအချိန်လေးမျိုးအချိန်လေးတွေပြောင်းသွားလို့နောက်ဟိုအပြည့်တင်တဲ့တက်တဲ့ခါမှလည်းအများကြီးမြင်မြင်ဆက်ဆက်ဟိုပို့ပြီးတော့တက်လွယ်မယ်ပေါ့နော်သိကျင်တာတွေလည်းမေးလို့ရမယ်ပို့ပြီးတော့တက်လွယ်မယ်ပေါ့ okay ဒါကတစ်ပိုင်းပါအဲနောက်တစ်ခုကျတော့ ရိုးရိုးဘီတို့ပြောရမှာပေါ့နော်အဲရိုးရိုးဘီတို့လည်းကျွန်တော် online class လို့လက်ရှိကျွန်တော်ဖွင့်ထားတာကရိုးရိုးဘီတို့ online class ရှိတယ် EFI online class ရှိတယ် audio book ရှိတယ်ပေါ့နော်ခုနကပြောလိုပဲ EFI ကတော့ဒီရိုးရိုးဘီကျွမ်းကျင်တဲ့ဆက်စရာဆိုရှင်လုံးဝတက်ထားတင်နေပေါ့နော်ဒီဈေးတန်းတွေကတော့လုံးဝတက်တင်နေ online class ဖြစ်တယ် EFI အကြောင်းဘာတစ်ခုမှမသိသေးဘူးဆိုတဲ့အနေအထားနဲ့ပြီး EFI အကြောင်းကောင်းကောင်းသိပါမယ်အဲနောက်တစ်ခုကတော့ဒီ user တွေအနေနဲ့တက်ထားလို့ရှိရင်လည်းကိုယ်စီနေတဲ့ဘီချောက်ပိုးတည်မှာပေါ့နော်။ Okay ဒါ EFI တော့ပဲရိုးရိုးဘီအတွက်ကြတော့ ဘာတွေရမလဲဆိုရင်ရိုးရိုးပြီးမှကြတော့ကြာဟိုအရင်ဟိုမခက်ခဲဘူးဆိုတော့ဝါရင်းပိုင်းမှာဆိုလို့ရှိရင်လည်း EFI လိုမျိုးတစ်ခုခုပန်းခဲ့ရင်တော့မှပျက်စီးစေနိုင်တဲ့အာနဲတယ်ပေါ့နော်ဒါကြောင့်ရိုးပြီးရတော့ပို့ပြီးတော့အဆင်ပြေတယ်ရိုးပြီးဆိုကျွန်တော်ဝါရင်းပိုင်းဆိုအကုန်အစုံထိတောင်လောက်ပေးပြီးသားပေါ့နော် lighting ပိုင်း charging ပိုင်းအဲဆက်နိုးတဲ့ဘိုင်းပေါ့နော် ACDC CDN တွေအကြောင်းတွေအကုန်လုံးတော့အသေးစိတ် quality အကြောင်းတွေဆက်ပြီးတော့အကုန်လုံးလုတ်ပေးထားတယ်ဟိုပြင်နိုင်တဲ့အထိကိုကျွမ်းကျင်နိုင်တယ် ဟိုအကုန်လုံးပေါ့နော်တခုမကြမ်းအကုန်လုတ်ပေးထားတဲ့အတွက်ရိုးရိုးပြီးမှဆိုရှင်ဝါးနေမှမအကုန်အစုံသိမယ်မီးလိုက်နေရစပြီးတော့ပေါ့နော်အဲ့ဒီရမှမသိသေးဘူးဆိုလို့ရှင်လည်းလာပြီးတော့အသေးသေးမေးလို့ရတယ်ပေါ့နော်ရိုးပြီးရတော့စိတ်ကြိုက်ချလို့ရတယ်အရင်ထိခိုက်ဟိုဆုံးဆုံးနဲ့အပိုင်အများကြီးမရှိဘူးပေါ့နော်ဒီ EF5 မှာတော့သတိထားရတာပေါ့နော် ECU တွေပါဈေးအရင်ကြီးတဲ့အတွက်အဲကျိုးတခုမှားခဲ့မယ်ဆိုလို့ရှင်တော့ဒါအန်ဒီရှိတယ်ရိုးပြီးမှကြတော့အလောက်ကြီးအောင်တော့ဆရာမရှိဘူးစိတ်ကြိုက်လုပ်လို့ရတယ်မသိရချင်းအချိန်မျိုးမေးလို့ရတယ်ရိုးရိုးပြီးရအဓိကရွယ်ချက်ကတော့ ော့လေးလာသားညီကိုတွေဆိုလို့ရှိရင်တော့မြင်မြန်ဆန်းဆန်းတက်အောင်လို့နော်ခုမှဒီကိုယ်ဆက်ပြင်မဲ့လူတယောက်လည်းလုံးမယ်ဒီခုမှလည်းလေးလာသားဆိုတော့ဒီကျွန်တော်ဒီရိုးရိုးပြီး online class တက်လို့ရှိရင်ဟိုမြင်မြန်ဆန်းဆန်းသိမယ်ပေါ့နော်ပြီးတော့အတွေ့အကြုံတွေရမယ်ဟိုကိုကခုမှဒီ level တွေကိုစဝင်လာတဲ့ဆိုင်ဖွင့်ထားတဲ့အတွေ့အကြုံအားနည်းသေးတဲ့ညီကိုတွေဆိုလို့ရှိရင်လည်းဒီသင်တန်းတက်လိုက်လို့ရှိရင်အတွေ့အကြုံတွေအများကြီးရမယ်အတွေ့အကြုံ lesson ကံပြီးသားတွေရမယ်ပေါ့နော်အဲပြီးတော့စိတ်ဝင်စားတဲ့တချို့ရှိတယ်စိတ်ကိုပြင်ဖို့လောက်ထိတော့စိတ်မကူဘူး ပါပါနော်ဒီပြင်မှုပြင်ဆိုင်နေဖွင့်နေသေးစင်ကိုပီးကိုလည်းပါပြင်တတ်ရှင်တယ်အရင်စိတ်ဝင်စားတဲ့ညီကိုတွေအတွက်လည်းအလွယ်တကူလိတ်လာလို့ရအောင်အလုပ်ပေးထားတာပါတချို့ဟိုတင်းတိုင်းတိုင်းတို့ကမတက်ချင်ဘူးပေါ့နော်အိမ်မနေရင်လည်းလိတ်လာခြင်းနဲ့ဆိုညီကိုတွေတို့လည်းလုံးဝတက်တင်တယ် online club ဟာဒါ YouTube ဘီအတွက်ပေါ့နော်အဒီရတော့ YouTube ဘီဆိုလို့ရှိရင်ဝါရင်းအတက်တင်ပေါ့နော်ဝါရင်းဆိုကြောင်းနေတဲ့အထိပါမယ် engine ဘိုင်းလည်းအေးကြီးတဲ့ဘိုင်းနဲ့အကုန်ပြော့ပြန်ထားတယ်ဟိုလုပ်ပေးထားရှင်နောက်လဲဒါရာတက်မဲ့ GB ဖြစ်တဲ့အတွက်ပို့အစ်တတွေက ဟိုဇက်တိုက်ဇက်တိုက်ပေါင်းပွေးဦးမှာမသိကျင်တာရှင်းလဲအချိန်မျိုးမေးလို့ရတယ်ဒါတော့ရိုးရိုးပြီးတော့ကဲ EF fine တော့ကဲပါ audio ဘုံမှာじゃဘာတွေပါလဲဆိုတော့လုတ်ပိတ်မှာဘာကူရက်ကနည်းနည်းအလုံးမသိတာကြောင့်လဲဇက်တိုက်မလုတ်ဖြစ်သေးတာပေါ့နော် audio ဘုံမှာကျွန်တော်တက်တက်ဟာထပ်ဖွင့်ဖို့အစီအစဉ်မရှိတော့အဲ audio ဘုံမှာကျွန်တော် e-bike ပေါင်းပြီးမှာပါ free အနေနဲ့ပေါ့နော် e-bike အခြေခံနေပေါ့နော် e-bike ဆို battery set ပြီးနေနဲ့ပတ်သက်တဲ့အကြောင်းအရာပြီး e-bike တွေကိုကျွန်တော်အခြေခံနေထပ်ပြီးတော့ပေါင်းထည့်ပြီးဖို့ရှိတယ် audio ဘုံမှာတော့ဘလို့လို တတ်ထားတင်လဲဆိုရှင်တော့ဝါသနာပါတဲ့ညီကိုတွေနဲ့ဆက်ဆီရလို့ရှင်တဲ့ညီကိုကြီးအကုန်လုံးတက်တင်တယ်လို့ပြောအောင်လို့เนาะဘာကြောင့်လဲဆိုလို့ရှင် Oreo ဘုံမှာကြတော့ဟိုပြစ်ချက်တွေကိုလည်းပြောပြတယ်ပြီးတော့ကျွန်တော်တို့စပြီဒီ net pay နဲ့စဝင်တဲ့ခုအချိန်ကြီးပေါ့เนาะအဲဆယ်စုံနဲ့နှစ်စုတလောက်ကျော်ကြုံခဲ့ရတဲ့အကြောင်းအရာတွေအခက်အခဲတွေကိုဘယ်လိုဖြေရှင်းတယ်ဘယ်လိုတွေးတယ်ဘာတွေကဖြစ်တတ်တယ်ဟိုစကားပြောပုံဆိုပုံတွေအစားဒီဆိုင်ကေကိုမြင်ရတဲ့အမြင်တွေကအစားပေါ့เนาะအာပြီးတော့ ဟိုတခုခုလုတ်ပြီဆိုလို့ရှင်ကျွန်တော်ရှေ့ကိုဘယ်လိုကြိုးပြီးတော့တွေးတင်လဲဒါလုံးရင်ဘာဖြစ်မလဲအဲ့လိုမျိုးပေါ့နော်ရှေ့ကိုကြိုးပြီးကြည့်တတ်ဖို့ဒီတခုလုတ်လို့ရှင်ဘာတွေကိုတွားပြီးထိခိုင်းနိုင်လဲဒါမျိုးတွေရစားပြီးတော့အသေးစိတ်ပေါ့နော်ဟိုမြင်တတ်ဖို့ကာတတ်ဖို့တွေရစားပြီးတော့တောက်လျှောက်ပြောပြထားတယ်အတွေ့အကြုံတွေကိုဟိုတောက်လျှောက်ပြောပြထားတယ်ပေါ့နော်ဒါတွေကတော့ဟိုစက်စရာလုံးဝကြီးကိုဆိုရှင်တဲ့အတွေ့အကြုံတွေအများကြီးရမယ်အမြင်တွေအများကြီးပြောင်းလဲသွားမယ်ဒါတွေကိုနားထောင်လိုက်ခြင်းအားဖြင့်အဲကျွန်တော်ကြည့်တဲ့ရှုထောင့်တွေရစားပြီးတော့မတူတော့ဘူးပေါ့နော်ဒါတွေအများကြီးပြောင်းလဲသွားမယ်အတွေ့ခေါ်တွေရစားပြီးတော့ ဟို next level တခုကိုရောက်ပါလိမ့်မယ် audio book ကတော့တန်တာထက်ကိုပိုလိမ့်မယ် e-bike ပါရမယ်ကျန်တဲ့ knowledge ပိုင်းတွေတောက်ဆက် share ring လုပ်မယ်ဆိုတော့ဒီ audio book မှာလည်းတကယ်စိတ်ဝင်စားတဲ့ professional ဆက်ဆရာဖြစ်ရှင်တဲ့အခြေခံပိုင်ခြင်းတဲ့အတွေးခေါ်တွေကောင်းခြင်းတဲ့အဲဒီပေါ့နော်ရှုထောင့်မျိုးစုံကြည့်တဲ့ရှင်တဲ့ဒီလိုအမြင်မျိုးတွေလိုချင်တဲ့ဆိုရင်တော့ audio book လည်းနားထောင်သင့်တယ် ဒီတင်တန်းနေအားလုံးတက်မှာကျွန်တော်ဒီစောင်းနှစ်အုပ်စေးလောက်ပဲရှိတာဆိုတော့တော့ဟောကဒီစိတ်ဝင်စားရဆိုရင်တော့တက်ရောက်ထားတဲ့တင်တန်းလေးလို့ပြောလို့ရတယ်ဒါအိမ်နေတဲ့ကိုအလုံးမပြတ်ဖက်တက်ရောက်လို့ရတယ်သိချင်တာလည်းအချိန်မီအဆက်တွေရနိုင်မဲ့တင်တန်းနေဖြစ်တယ်ပေါ့နော်သိချင်တာလည်းအချိန်မီမေးလို့ရမယ်ရာသက်ပံ online class တွေလည်းဖြစ်တယ်ဒီ online class တက်ရှင်တဲ့ညီကိုတွေကတော့ဒါဆိုင်ကနေပညာစိတ်ဝင်စားသူများဆိုတဲ့ page ပေါ့နော် follower နှစ်သိန်းနီးပါးရှိတဲ့ page ရှိတယ်အဲ့ဒီ page မှာ page messenger မှာဆက်သွယ်တက်ရောက်လို့ရတယ်ကျွန်တော်ဒီ TikTok message box မှာလည်းဆက်သွယ်တက်ရောက်လို့ရပါတယ်